နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှຫນွေးထွေးလိုက်လဲစွာကြိုဆိုပါတယ်ကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ခြင်းနဲ့ဂျေဇုတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်မေလ30ရက်တောက်ကြနေ့ 69ခုမြောက်သောဆာလံအပိုင်ငယ်6မှ35ကောင်းကင်ဘုရားတခင်အရှင်သာရဘုရားကိုရောကိုမျောလင့်တော်သူတို့သည်အကျွန်ုပ်အကြောင်းကြောင့် စိတ်မပြတ်ကြပါစေနှင့်ဣသရေလအမျိုး၏ဘုရားတခင် ကိုရောကိုရှာတော်သူတို့သည်အကျွန်ုပ်အကြောင်းကြောင့်ရှက်ကြောက်ခြင်းတို့မရောက်ကြပါစေနှင့် ကိုရောအတွက်အကျွန်ုပ်သည်ကဲ့ရဲ့ခြင်းကို ခံရပါ၏ အကျွန်ုပ်မျက်နှာသည်ရှက်ချင်းနှင့်ပြည့်စုံပါ၏။ကိုညီအကိုတို့တွင် လူစိမ်းဖြစ်ခဲ့ပါပြီ။တမိဒီသောပေါ့ဖော်တို့တွင် တကြွန်းတနိုင်ငံသားဖြစ်ခဲ့ပါပြီ။ဂရိုဤအိန်ဒိုနိုက်ဆွဲလန်းပူပန်ခြင်းစိတ်သည် အကျွန်ုပ်ကိုစားပါ၏။ကိုရိုကိုကဲ့ရဲ့သောသူတို့၏စကားသည် အကျွန်ုပ်အပေါ်သို့ရောက်ပါ၏။အကျွန်ုပ်သည်ငိုကြွေး၍စိတ်နှလုံးပါလျက်အစာရှောင်သောအကျဉ်းချောင်းပင် ကဲ့ရဲ့ခြင်းကိုခံရပါ၏။ရှော့တဲအဝတ်ကိုဝတ်သောအခါသူတို့သည်တယောတက်ကြပါ၏။ယုံ၌ထိုင်သောသူတို့သည်အကျွန်ုပ်တစ်ဖက်မှပြောဆို၍တေတောက်ကျူးတို့သည်အကျွန်ုပ်ကိုအကြောင်းပြုလျက် တေးဖွဲ့၍ဆိုတတ်ကြပါ၏။အိုသာရဗျာအကျွန်ုပ်မူကားမင်္ဂလာအချိန်ကာလ၌ကိုရောကိုဆုတောင်းပါ၏။အိုဖျားသခင်ဂိူနာရောကျွဲဝသည်နှင့်အညီကဲတင်တော်မူခြင်းသစ္စာအတိုင်း အကျွန်ုပ်စကားကိုနားထောင်တော်မူပါအကျွန်ုပ်ကိုရှင့်တဲကကင်နှုတ်တော်မူပါနစ်စီတော်မူမူပါနေအကျွန်ုပ်ကိုမုံသောသူတို့လက်မှ၎င်းနှက်သောရေတဲက၎င်းလွတ်ပါစေတော်ရေထ၍မလွမ်းပါစေနေနှံ့နေရ၌မမြုပ်ပါစေနေအကျွန်ုပ်အပေါ်မှာတွင်းဝမပိတ်ပါစေနေ ရေထ၍မလွှမ်းပါစေနှင့်နဲ့နေရ၌မမြုပ်ပါစေနှင့်အကျွန်ုပ်အပေါ်မှတွင်းဝမပိတ်ပါစေနှင့်69ခုမြောက်သောဆာလံအပိုက်35နဲ့နေသောအရ၌ send fruit to also ဘာသာရေးကျောင်းဆောင်သည်အီတလီနိုင်ငံ၏အနောက်မြောက်ဖက်ကန်ယူရန်ရှိ ပင်လယ်ခွေတွင် တည်ရှိသည် ်ထိုနေရာသို့လှေသို့မဟုတ်ခြေလျင်ဖြင့်သာသွာလာနိုင်သည်သို့သောထိုပင်လေခွေတွင်ယရနာများခူအောင်းနေသည်ရေငုပ်သမားများစွန့်စားပြီးပေ90ကန်အောက်သို့ဆင်းလိုက်လျင်လူတယောက်၏ပုံတံကိုစတင်မြင်လာရမည်ဖြစ်သည်ထိုသူမှာတွင်းနှင့်ကြီးအတွင်းမှခရစ်တော်ယုတ်တုဖြစ်သည်၎င်းသည်1954ခုနှစ်တွင်တည်ဆောက်ခဲ့သည့် ကဘာပထမဦးဆုံးရုတ်တုဖြစ်ပြီးထိုနဲ့နေသောအရမှကောင်းကင်သို့လက်မြောက်ထားသော သခင်ယေရှုပုံကြီးရုတ်တုဖြစ်သည်နဲ့နေသောအရာနှင့်တင်ကြုံဘူးကောင်းကြုံဘူးပါလိမ့်မည်69ခုမြောက်သောဆာလံအပိုက်နှင့်သုံးတွင်နှက်လှသောရွံ့တဲမှကြုံပါပြီအော်ဟိ၍ပင်ပန်းပါပြီဟုဆိုထားသည်ရန်သူများ၏လှောင်ပြောင်ကဲ့ရဲ့ခြင်းကိုခံရပြီး မိသားစုနှင့်ကင်းကွာနေသည့်ဆာလံဆရာမှာအခြားသူများထံမှတက်တရာရှာမတွေ့ဘဲထိုဆင်းရဲခြင်းဤဝါမျိုးမှုခံရပြီးနဲ့နေရ၌နှမြုပ်မှားကိုတွေးကြောက်နေသည်အပြစ်ကြောင့်ဖြစ်စေဝမ်းနည်းမှုကြောင့်ဖြစ်စေထိုနဲ့နေမှုများသည်ဘဝဤစိတ်ပြက်အားငယ်ရသည့်အခိုက်အတန့်များဖြစ်သည်ထိုနဲ့နေရများက ဘဝကို နောက်ဆုံးအတီးပြုတ်ပေးသည့်အရာမဟုတ်ခြင်းအတွက်ကျေးဇူးတော်ကိုချီးမွမ်းမိပါသည်ထိုနှစ်နေရများကမိတို့ပင်အထီးကျန်ဆံပြီးရက်ဆက်စေကာမူထိုနှစ်နေရများတွင် ကျွန်ုပ်တို့တွေ့ရှိနိုင်သူတူးရှိသည် ထိုသူသည်တခဲနဲ့သောရေထဲမှကျွန်ုပ်တို့ကိုကယ်တင်လိုက်မည်အိုသာဝရဖျားကိုတော်ကိုအကျွန်ုပ်ချီးမွမ်းပါမည် အကျွန်ုပ်ကိုဆယ်နှုတ်တော်မူ၏ဤလောကဤလေးလံသည့်ဒုက္ခအခက်အခဲများအောက်၌နစ်မြုပ်နေစဉ်မိမိသည်တူဦးဒီမဟုတ်ကြောင်းအထက်ပါဘဘူးယုတ်တုကသတိရစေပါသည်ဝိညာဉ်တော်အားဖြင့်သခင်ယေရှုသည် ထိုနဲ့နေရ၌ရှိနေပြီး သူ၏လက်တော်ကိုဆန့်တန်းလျက် ကျွန်ုပ်တို့အားကယ်နှုတ်ရန်အစဉ်သင့်ရှိနေပါသည် ယခင်ကနဲ့နေရာကိုတင်မြည်တို့ကြုံတွေ့ခဲ့ရဘူးသည်။၎င်းတို့ကိုဖြတ်ကျော်ရာတွင်69ခုမြောက်သောဆာလံအပိုက်35သည်မြည်တို့ အခရာကြသည်။ချစ်လာစွာသောသခင်ယေရှုကျွန်ုပ်အားနဲ့နေရာအရက်တွင် တွေ့ဆုံခြင်းအတွက်ဂျေဇူးတင်ပါ၏။မြစ်တာတော်ဂျေဇူးဂိယူနာတော်နှင့် တကူတော်အားဖြင့်အကျွန်ုပ်ကိုကယ်မှဆယ်နှုတ်တော်မူပါ သခင်ယေရှုနာမကိုအမိပြု၍တောင်းလျှောက်ပါသည်အာမင်နေစဉ်ခွန်အားကိုကြည့်ရှုနားဆင်နေသည်များအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများ ဖြစ်တည်နိုင်ကြပါစေ။